တိုင်းရင်းသားတွေပညာမဲ့လို့လက်နဲ့ကင်သလားဟိုအရင်တခါတော့ကကျွန်တော်တို့ဟိုဝင်ကြီးတပပြောတယ်လေတိုင်းရင်းသားတွေရှင်းရလို့လက်နဲ့ကင်သလားဆိုတဲ့ဟာဒါဆိုရင်တိုင်းရင်းသားတော်လှန်ရေးတမိုင်းကိုတစ်ချက်လေးပြန်ကြည့်အောင်ဒီတိုင်းပြည်မှာတိုင်းရင်းသားထဲကတော်လှန်ရေးဆောက်လုပ်တာကရင်ကရင်တော်လှန်ရေးကိုစပြီးတော့ဥဆောင်တာဆိုပါဦးကြီးဆိုပါဦးကြီးကအေယောဒီမီဝါကျွန်းပေါ်မှာလေအေကထောင်နဲ့တောင်းနဲ့ပိုင်တဲ့လေပိုင်ရှင်ကြီးရတာငငေကတဲ့ ကဘာမှာအကောင်တကအကောင်ဆုံးဆိုတဲ့လန်ဒန်ကျောင်းမှာငင်ငယ်တဲ့ကျောင်းတက်ပြီးတော့အဲ့ဒါပါရဂူဝေးရလာတဲ့လူဥပဒေနဲ့ဆိုသူရှင်းရသလားသူပညာမေ့သလားပြီးတော့ရှမ်းဘသူဆားလို့တလဲမဟာဒေဝီဆားလို့တာရှမ်းတော်ထိုင်ကိုမဟာဒေဝီဆိုတာဘသူလဲတိုင်းတုံစော်ဘွားရဲ့တမီးရှမ်းစော်ဘွားထဲမှာအချမ်းသာဆုံးဩဇာကြီးဆုံးပြီးတော့သူကမြန်မာနိုင်ငံရဲ့ပထမဦးဆုံးသောနိုင်ငံတော်သမ္မတကြီးဆော့ဆွေတိုက်ရဲ့ယင်းဤ ဆိုတော့အဲခုနဆရာမေးရမေးခွန်းကတော့ကောင်းပါတယ်ပညာရှိအကြီးကြီးတယ်ဆိုတော့ကျွန်တော်လည်းလက်ခံတယ်လက်ခံလို့ပဲကျွန်တော်လည်းမရမကချင်းတော်သားလေးတယောက်ပါကူရအောင်သူတော်သူစားခဲ့တာဒါပေမဲ့ပညာကြီးကနိုင်ငံကြီးရဲ့လက်အောက်ခံပြဿနာနီးပညာဆိုတာလေနိုင်ငံကြီးရဲ့လက်အောက်ခံပြဿနာစီးပွားရေးဆိုတာလေနိုင်ငံကြီးရဲ့လက်အောက်ခံပြဿနာခုခင်ဗျားတို့အားလုံးသုံးနေတဲ့ mobile phone ကမ္ဘာမှာပေါ်လာကြပြီဒါပေမဲ့နဝတနာအဖက်ဟဲ့တုံးကဘယ်သူကိုင်နိုင်လဲ ဆိုတော့ဘာလဲအဲ့ဒါနိုင်ငံကြီးပဲဆိုတော့ပွင့်လင်းမေတ္တာမှုနိုင်ငံကြီးရဲ့လွတ်လပ်ခွင့်ရှိတယ်ဆိုရင်ပြည်ညာကြီးလွတ်လပ်ခွင့်လည်းရှိပါပဲကျေးဇူးတင်ပါ